皆様こんにちは。あろうめ明来ばし。ディニマロニーがジャパンマラジン送やれミターがをあびんがコンビニがにびろ倒閉ちまもほべね。ミミやフォンがにべ代やいぴちやね、ぱたびろあていせシェアウィンるびまဖြစ်ပါれし。あくるမျိုးぴちぼそいにろまあいんぞ。ジュアバーこうしてディルမျိုးさゆれりでしぼるあばれ。 ပြီးချီရမယ်ပမာဏနဲ့ဘယ်နှစ်နောက်ဆုံးထားပြီးပြီးချီရမယ်ဆိုတာကတော့ဒီစာပြေမှာပါပါတယ်ညီဆိုရင်ဒီခေါင်း9619ရက်ကြပြီးတော့နောက်ဆုံးပြီးချီရမယ်ရက်အိုရှိဟာရိုင်းခီကန်ဘီကလေးလပိုင်း14ရက်ဖြစ်တဲ့အတွက်လေးလပိုင်း14ရက်အတိုင်းကမှပြီးချီရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ you choose choose ရဲ့ application တွေကိုဝင်ပြီးတော့ကိုယ့်ရဲ့ password လေးလုံးကိုရိုက်ထည့်ပြီးရင် home page ကြီးတွေကိုရောက်အောင်သွားမှာဖြစ်ပါတယ်အခုစာမျက်နှာမှာညီပြထားတဲ့ဆိုကင်းရှီဟာရိုင်းဆိုတဲ့ညနေကြောင်ပြောင်းပြန်ပြထားတဲ့နေရာလေးတွေကိုဝင်ရမှာဖြစ် ်ပါတယ်ဒီစာမျက်နှာကိုရောက်ရင်ညပြထားသလိုပဲဟာဒါအီကိုမီရှော်ဘာဒါအီဆိုတဲ့အကွက်ထဲကိုဝင်ရမှာဖြစ်ပါတယ်ဒီစာမျက်နှာမှာမေးထားတာကကြတော့ဦးတင်မိုတိုနီဟာဒါအီကိုမီရှော်မိုချီဒစ်ကတ် တဲ့ဆိုတော့မင်းမဒီကျူဟာကုတ်ပါတဲ့စာရွက်ရှိလားဗောပိုင်းဆိုင်နေသလားဗောအဲ့တော့မိုတီတို့ကိုရွေးရမှာဖြစ်ပါတယ်ဒီစာမျက်နှာကိုရောက်ရင်တော့ဂျူရောအေးကြီးရဲ့အချက်တွေဗောနော်သူကရှင်းပြထားဖြစ်ပါတယ်မဖတ်လဲရပါတယ်ဒီဘားကုတ်ပါတဲ့စာရွက်နဲ့နှစ်ခါပြန်ပြီးပြီးချေလို့မရဘူးဆိုတာမျိုးတွေနောက်သူတို့တတ်မှတ်ထားတဲ့ရက်ကိုကြော်သွားရင်လည်းအကျုံးဝင်မှုဆိုတာတွေစသဖြင့်ပြီးတော့အကယ်၍စကန်ဖတ်လို့မရဘူးဆိုရင်လည်းနိစက်ရ ATM ဆက်တွေမှာသွားပြီးတော့အကူအညီတောင်းခံလို့ရတယ်ဆိုတာမျိုးတွေစသဖြင့်ရှင်းပြထားတာဖြစ်တယ်ဗောနော်ဆိုတော့ကိုရီးယားကဒါကိုဖတ်ပြီးပါပြီဖြစ်တဲ့အတွက်အောက်မှာခကူနီရှိမတ် သဆိုတဲ့အကွက်မှာအမှန်ကြီးချစ်လိုက်ရပါပြီ။ပြီးရင်တော့အောက်မှာဆူဂီရဲဆိုတဲ့အစင်းရောင်ခလုတ်လေးကိုနှိပ်ရပါမယ်။ဒီစာမျက်နှာကိုရရင်တော့ယောမီထိုဒီကျူဟာပါတဲ့စာရွက်ကိုစကန်ဖတ်မှာဖြစ်ပါတယ်။အဲ့တော့ဓာတ်ပုံရိုက်တလို့ပဲပေါ့နော်။ကိုကဒီမြင်းချောင်း၄ကွက်လေးတွေကိုဝင်အောင်ငိမ့်ငိမ့်လေးထားပေးရမှာဖြစ်ပါတယ်။ဒီစာမျက်နှာကိုရရင်တော့ညီတို့ရိုက်ထားတဲ့ပုံကအရေးတည်မပါဝင်ဘူး။ပြီးတော့ငွေတောင်းခံတဲ့သူပါဝင်ပါတယ်ဆိုတဲ့အကွက်နှစ်ကွက်မှာအမှန်ကြီးချစ်ပြီးတော့ဆူဂီရဲကိုနှိပ်ရမှာဖြစ်ပါတယ်။ဒီစာမျက်နှာကိုရရင်ညီတို့အောက်မှာပေးထားတဲ့ဆူဂီရဲကိုနှိပ်ပြီးတော့ဒီနောက်ဆုံးစာမျက်နှာမှာကြတော့အပရီယို ခီတို့ဆိုတဲ့အစိမ်းရောင်ကွက်ကလေးတဲကိုနှိပ်ပြီးတော့ဒီစာမျက်နှာရဲ့အောက်ဆုံးညာဘက်မှာရှိတဲ့ authorize ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်ရင်ညီရဲ့ငွေပေးချေတာဒီမှနေပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။အဆုံးအထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ညီရဲ့ဒီဗီဒီယိုကဂျပန်မှာလက်ရှိရှိနေတဲ့သူဂျပန်ကိုအခုမှရောက်လာမဲ့သူတွေအတွက်အကျိုးတစုံတရာရှိမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါတယ်ရှင်။အားလုံးတကြံအခါသမယမှာကိုစီပင်မမှုရှိပေမဲ့လည်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ရှင်။